ားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ Haley လေး indoor sky diving လုပ်ဖို့တွေ့လာပို့တာပါအောက်ထပ်မှာနာမည်ရေးပြီးတော့အပေါ်ထပ်ကိုတက်လာရပါတယ်ဒီနေရာကတော့ Haley Lee Indoor Sky Diving လုပ်မယ့်နေရာပါပထမဆုံး Indoor Sky Diving လုပ်မယ်ဆိုရင်တော့ဝတ်စုံလေးရွေးရပါတယ်ဝတ်စုံလေးတွေကတော့ရောင်စုံလေးတွေရွေးလို့ရတဲ့ထဲမှာ Haley Lee ကတော့သူ့အကြိုက်ပန်းရောင်လေးရွေးဝတ်ပါတယ်ဖက်နှက်ကလည်းသူတို့သတ်မှတ်ထားတဲ့ဖက်နှက်ကိုကိုယ့်ရဲ့ site လေးရွေးဝတ်လာရင်အဆင်ပြေပါပြီ အဝတ်စားလဲပြီးပြီဆိုရင်ကိုယ်တိုင်လေထဲမပြန်ခင် training အရင်ယူရပါတယ်။ Hair relax စိတ်ကို short ထားမယ်။မိမိရဲ့လူထဲမှာကြောင်းနေရင်မမအဒီလူဆိုင်နေပြမယ်။အဲ့ဒါဆိုမိမိလုံးဝမကြောင်းနေဘေးမှာမမလို့ရှိရလို့ပြောတာနော်။ instructor ကလေတယ်ရောက်လို့ရှိရင်တူနဲ့တူဘလို့ communicate လုပ်မလဲဆိုတာကို sign လေးနေနဲ့ရှင်းပြပါဗျ။ညနာကဘလို့နေရမယ်ခန္ဓာကိုယ်တစ်ခုလုံးကဘလို့ထားရမလဲဆိုတာအသေးစိတ်ပြောပြပါဗျ။ တကယ်လက်တွေ့လေထဲမှာပြန်တဲ့အခါခန္ဓာကိုယ်ကဘလို့အနေထားနဲ့နေရမယ်ဆိုတာကို demonstrate လုပ်ပြပါတယ်။ဟေလီကိုလည်းအသေးစိတ်သေးချာလေးသင်ပြီးတော့မှစိတ်တိုင်းကြပြီးအားလုံး okay ပြီဆိုမှ training ကိုရပ်ပါတယ်။အားလုံးစနစ်ဖြစ်ပြီဆိုတော့ sky diving လုပ်ဖို့တွက်သွားနေပါပြီ။အထဲမှာတော့ sky diving လုပ်မဲ့သူတွေပဲဝင်ရတာဖြစ်လို့အပြင်ကနေစောင့်ကြည့်ပါရစေ။ Helio instructor တွေကလိုအပ်တဲ့ ear plugs, goggles and helmet တိကျလေးစောင့်ပေးပါရစေ။ ပထမဆုံးကလေးကိုအထဲမဝင်ခိုင်းခင်မှာ instructor တွေကိုယ်တိုင်လေထဲမှာဘယ်လိုပြန်ရမလဲဆိုတာကို demonstrate လုပ်ပြပါတယ်။ပြီးသွားပြီဆိုရင်တော့ Haley လေးကလေးရောက်ပါပြီ။ Haley မပြောနဲ့အပြင်အကြီးတဲ့တဆုလို့တောင်အရန်စိတ်လှုပ်ရှားပါတယ်။အထဲမှာတော့ training room ထဲမှာသင်ခဲ့တဲ့ sign တွေအတိုင်း communicate လုပ်ကြပါတယ်။ Haley လေးကတော့သူကိုယ်တိုင်အရန် train ချက်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့စူးစမ်းပြီးတော့နေပါတယ်။ အနောက်က screen မှာ Haley Thorn ဆိုပြီးမှသူ့ရဲ့နာမည်ရဲ့အချိန်ရဲ့ကြည့်လို့ရပါတယ်။အချိန်ကတော့တဆူရိုးတစ်ချိန်ကို10မိနစ်နဲ့2ချိန်ရွေးထားပါတယ်။ပထမအချိန်ခဏနာပြီးတာနဲ့ဒုတိယအချိန်ပြန်ဝင်ရပါတယ်။ ေလီလေးက adventure လုပ်ရမယ်ဆိုရင် तू အရန်ကြိုက်တယ်။ဒါကြောင့်မလို့သူ့ရဲ့ရုပ်ကလုံးဝကျေနပ်နေတဲ့ရုပ်ပေါ့နော်။လုံးဝလည်းမကြောက်ဘူး။ तू လှုပ်ချင်တာလှော်ရတော့ကြိုးကြိုးစားစားနဲ့ ਉਹ အထဲမှာပြန်နေပါတယ်။ဟီလီလေးပြီးသွားတော့ခဏနားတဲ့အချိန်မှာ instructor demonstration session ပဲဖြစ်ပါတယ်။ဒီအချိန်ကတော့သူအရန်တဘောကြတယ်။ဘာလို့လဲဆိုတော့သူတို့ရဲ့ skill တွေကိုကောင်းကောင်းမြင်ရမှာဖြစ်ပါတယ်။ အပေါ်အမြင့်တက်လိုက်အောက်ကိုဆင်းလိုက်နဲ့အကွက်မျိုးစုံလောက်ပြတော့ကလေးတွေကတော့အရန်တဘောကြပါတယ်။ပြီးရနဲ့ဟေလီလေးကိုမိပါတဲ့ဓာတ်ပုံရရအောင်ဆိုပြီးမှအထဲကလီနှုံရှော့ချလိုက်ပြီးတော့အထဲခေါ်လာပါတယ်။ဟိုးစလလလေးလည်းတင်ပြီးတော့ဓာတ်ပုံတွေများရိုက်ခဲ့ပါတယ်။ဒီနေ့ကတော့ဟေလီလေးအရန်ပြော်တဲ့နေ့လေးပါ။ဗီဒီယိုလေးကိုဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးများတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်ဆောင်ပေးကြမယ်နော်။ Bye bye. thank you